မတို့လိုမြန်မာနိုင်ငံလာတဲ့မိသားစုဝင်တွေတော်တော်များများသူတို့ကလေးတွေကိုတင်ပေးတဲ့အခါမှာငငယ်လေးတွေကပတ်စံစုဖို့အလုပ်ကြိုးစားဖို့ဒီလိုမျိုးတွေအများနဲ့တင်ပေးကြတယ်။ဒါပေမဲ့ဒီငွေကို invest ဘယ်လိုလုပ်ရမလဲ။တဖြည်းဖြည်းနဲ့ကိုယ့်ရဲ့ငွေကို compound interest နဲ့ grow ဖြစ်အောင်လို့ဘယ်လိုလုပ်မလဲ။ဒါမျိုးတွေကြတော့တင်ပေးဖို့အားနေကြတယ်။အဲ့ဒါကြောင့်မလို့ဒီနေ့ဗီဒီယိုမှာတော့တကယ်လို့များကို့မှာကလေးငယ်လေးတွေရှိတယ်ဆိုရင်သူတို့ကိုငငယ်ကလေးကဒီငွေကို invest လုပ်အောင်ငွေကိုဘယ်လိုမျိုးစနစ်တကျနဲ့စီမံခန့်ခွဲတတ်အောင်တင်ဖို့အတွက်ကိုနီလန်းလေးကို ညဝေးပါဖြစ်ပါတယ်တကယ်လို့ကိုအိမ်မှာကလေးငငယ်အရွယ်၃နှစ်ကနေ၆နှစ်လောက်ထိရှိတယ်ဆိုလို့ရှိရင်သူတို့ငငယ်လေးတွေကအလုတ်လုတ်တဲ့တံမိုးကိုတီအောင်လို့အိမ်မှာ small chores လေးတွေအလုတ်တိတိလေးတွေကအစားသူတို့လုတ်ခိုင်းပြီးသွားလို့ရှိရင်အဲ့ဒါနဲ့ထိုက်တန်တဲ့ငွေကိုကိုကသူတို့ပေးပေးပြီးသွားတော့သူတို့ဒီငွေကိုစုရမယ် invest လုပ်ကမယ်သုံးရမယ်ဆိုပြီးတော့သုံးမျိုးခွဲခြားပြီးတော့တီအောင်လို့သူတို့ငငယ်လေးကတေချာ train ထားတင်ပါတယ် တကယ်လို့ကိုယ့်ရဲ့ကလေးတွေကပိုပြီးကြီးလာပြီးအသက်9နှစ်ကနေမှ10နှစ်ကျော်လောက်အထိရှိလာပြီဆိုလို့ရှိရင်တော့သူတို့ online application လေးတွေတုံးပြူပြီးတော့လေရင်းနှီးမြှုပ်နှံမှုတွေစတင်ပြီးတော့သင်ပေးလို့ရပါတယ်။ ဥမာ green light လို့ခေါ်တဲ့ application လိုမျိုးကလေးတွေအတွက်ကိုငွေကြေးနဲ့ပတ်သက်ပြီးတော့တင် जा ပေးတဲ့ဒီလို application တွေသုံးပြီးတော့သူတို့စိတ်ဝင်စားတဲ့ stock တွေကိုသူတို့ငယ်တဲ့အချိန်မှတည်းကစတင်ပြီးတော့နည်းနည်းချင်းစီဝယ်တတ်တဲ့အချိန်ကိုတင်ပေးလို့ရတယ်ပြီးတော့ကိုယ့်ရဲ့ငွေတွေက compound interest နဲ့အတိုးပေါ်အတိုးစီမီဘလို့တိုးပွားလာလဲဆိုတာကိုနားလည်အောင်လို့ငငယ်ကလေးကတင် जा ပေးနိုင်ပါတယ်တကယ်လို့ကို့မှာ teenage အရွယ်ကလေးတွေရှိတယ်ဆိုလို့ရှိရင်တော့ဒီလူငယ်တွေကိုကိုယ့်ရဲ့စီးပွားရေးအကြောင်းလေးနားလည်အောင် rental properties အကြောင်းလေးနားလည်အောင် wealth ကိုဘယ်လိုဖန်တီးလို့ရလဲဆိုတာနားလည်အောင်ကိုကရှင်းပြပေးရမယ်။ကို့မှာ rental properties တွေရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ management နဲ့ပတ်သက်တဲ့အကြောင်းတွေကိုသူတို့ကိုစပြီးတော့လေ့လာခိုင်းရမယ်။ income expense day နောက်ပြီးတော့ property management ဘယ်လိုလုပ်လဲဆိုတာကိုကိုလုပ်တလို့မျိုးသူတို့ကိုနားလည်အောင် ရှင်းပြပေးရဆိုလို့ရှိရင်ဒီကလေးတွေကငငယ်ကလေးကငွေကြေးရတံပိုးကိုနားလည်မယ် personal finance အကြောင်းနားလည်ပြီးတော့သူတို့ရွေရောက်လာတဲ့အခါကျလို့ရှင်လေငွေကိုဘယ်လိုမျိုးစီမံခန့်ခွဲရမလဲဆိုတာကိုသိနာလေလာမှာဖြစ်ပါတယ်အဲ့ခါကျလို့ရှင်မိဘတွေအနေနဲ့အလုပ်ကိုပဲစူးစားပတ်စံကိုပဲစုဆိုတာမျိုးထပ်စားလို့ရှင်ဒီထက်ဘလိုနည်းလမ်းနေနဲ့ဉာဏ်ကိုသုံးပြီးတော့ကျော်ဝချမ်းသာအောင်လုပ်မလို့ရမလဲဆိုတာကိုခလေးတွေကိုငငယ်လေးတွေက train လုပ်ပေးခြင်းကကျမတို့ immigrants family တွေမှာအရင်ကအရေးကြီးတယ်လို့ယုံကြည်ပါတယ်